ဇာရှိခြင်းအောင် စောင်းနေတဲ့အီရန်ပြီးခဲ့တဲ့ဇွန်လ17ရက်တောက်ကြာနေ့ကအစ္စရေးကအီရန်ကိုစပြီးတော့လေကြောင်းတိုက်ခိုက်တာတွေကိုမှတ်မိကြအောင်မထင်ပါရဲအီရန်ကလည်းပြန်လည်တိုက်ခိုက်ခဲ့တာကြောင့်အခုဆိုရင်အပြန်အလှန်လေကြောင်းတိုက်ခိုက်မှုတွေဟာတပတ်ကျော်လာခဲ့ပါပြီအဲ့တော့အစ္စရေးအီရန်စစ်ပွဲဘယ်ကစတယ်လဲဘာကြောင့်အစ္စရေးကစပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာရတာလဲဘသူအထိနာနေသလဲအရှေ့လေပိုင်းဒေသကကိစ္စတွေဟာကမ္ဘာနိုင်ငံရေးချိန်ခွင်ရှာဖို့ရော လှုပ်ခတ်မှုရှိနိုင်လားဆိုတာကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်ရအောင်ပါပထမဦးစွာပထဝီဝင်အနေထားအရဣသရေလနဲ့အီရန်တို့ဟာယူကရိန်းနဲ့ရုရှားတို့လိုနေမြေချင်းထိစပ်နေတဲ့နိုင်ငံတွေမဟုတ်ပါဘူးဆိုတော့ဒါဟာကမ္ဘာအခင်းကျင်းမှာဖြစ်ပွားနေတဲ့ထိုင်းကမ္ဘောဒီးယားရုရှားယူကရိန်းအိန္ဒိယပါကစ္စတန်နိုင်ငံတွေလိုနေမြေငင်းပွားမှုတွေပြဿနာတွေမဟုတ်ပါဘူးကမ္ဘာအမြေပုံကိုတစ်ချက်လောက်ကြည့်ရအောင်ပါဣသရေလနဲ့အီရန်ဟာမိုင်းတထောင်ကျော်ကိုကွာဝေးပါတယ် ။သမိုင်းတလျှောက်မှာထိတွေ့မှုတွေရှိခဲ့ပါတယ်။ဒါပေမဲ့အခုတစ်ခါလောက်မပြင်းထန်ခဲ့ပါဘူး။အစ္စရေးကအီရန်ကိုဇွန်လ7ရက်နေ့ကစပြီးတိုက်ခိုက်ခဲ့တာပါ။ရည်ရွယ်ချက်ကတော့ရှင်းပါတယ်။အီရန်ကနျူကလ িয়ার လက်နက်ရရှိဖို့အတွက်ကြိုးစားနေတာကြောင့်ဖြစ်ပါတယ်။အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အီရန်ရဲ့ယူကလီးယားပညာရှင်တွေနဲ့စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်အကြီးအကဲ250ခန့်တေဆုံးခဲ့ရပါတယ်။အီရန်ရဲ့ပြန်လည်ပစ်ခတ်ခဲ့တာတွေကြောင့်အစ္စရေးဘက်ကရဲသား30ကျော်ထိခိုက်ဒဏ်ရာရတယ်လို့ထုတ်ပြန်ပါတယ်။မေးစရာရှိကြက ဣသရေအနေနဲ့ဘာကြောင့်ဣဒန်ခေါင်းဆောင်ဂလိခာမနီကို တန်းရှင်းပြဖို့မလုပ်ခဲ့ရတာလဲဒါမှမဟုတ်စီစဉ်ရဲသားနဲ့လွဲချော်ခဲ့တာလားဖြေကတော့အခုလက်တလောနိုင်ငံတကာပြည်ပခါတွေဝင်ရောက်ကြောင်းဝင်ဆစ်ဆက်နေတဲ့ထရန်ရဲ့တားမြစ်မှုကြောင့်သာဣဒန်အနိုင်မဲ့ခေါင်းဆောင်ဂလိခာမနီအနေနဲ့အခုထိအသက်ရှင်နေသေးတာပါဒါပေမဲ့နောက်ပိုင်းမှာတော့ထရန်ရဲ့လေတံပြောင်းလာနေပါပြီပြီးခဲ့တဲ့ဇွန်လ18ရက်နေ့မှာတော့ထရန်ကဣဒန်အနိုင်မဲ့ခေါင်းဆောင်ဂလိခာမနီကို လက်နက်ချညံခံဖို့သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာရေးသားခဲ့ပါတယ်။ဇွန်လ16ရက်နေ့မှာတော့အလီခါမီနီကလွယ်လွယ်နဲ့လက်နက်ချညံခံမှာမဟုတ်ဘူးလို့ထရန့်ပြောဆိုချက်ကိုပြန်လည်ခြေပခဲ့ပါတယ်။ဤတဲ့နိုင်ငံအကြောင်းဒစီဒစောင်းချောင်းမြောင်းကြီးရအောင်မှာကမ္ဘာမှာမြောက်ကိုရီးယားတို့ရုရှားတို့တရုတ်တို့အခုအီရန်တို့လိုအကြမ်းဖက်ခေါင်းဆောင်တွေကလက်နက်အားကိုနဲ့ပြဿနာပတ်ရှာနေကြတာသိမှာပါ။အဲ့ဒီအထဲကမှဇာရှိခြင်းအောင်ဆောင်ပြီး ဗလာမရှိရှာတဲ့အီရန်နိုင်ငံကိုတမိုင်းတခြားအုပ်ချုပ်ခဲ့တဲ့ခေါင်းဆောင်တွေဟာဒီမိုကရေစီတို့လူ့အခွင့်အရေးတို့ကိုပြင်းပြင်းထန်ထန်နှိပ်ကုပ်ခဲ့ကြပါတယ်။ဥပမာမျိုးသမီးတွေကိုခွဲခြားဆက်ဆံတာမျိုးတွေသူတို့ကိုစက်ညစ်တဲ့သူတွေကိုနှိပ်စက်ထောင်ချတာမျိုးတွေလိင်စိတ်တိမ်ညွတ်နေတဲ့သူတွေကိုတပ်ပစ်တာမျိုးတွေအထိလုပ်ခဲ့ကြပါတယ်။အခုလဲစစ်ပွဲအစပိုင်းကရှားရှိသလိုလိုဗလာရှိသလိုနဲ့အစ္စရေးကိုအင်စာယောဂါလိုပဲအန္တရာယ်ရှိတော့ကြောင့်တုတ်တင်ရှင်းလင်းပြစ်မယ်လို့အီရန်လမ်းဘော်က နိုင်စက်ကန်လက်တံတွေကဣသရေကြာရှုံးဖို့အတွက်ရည်တွက်နေကြလို့ပါပြောခဲ့ပါသေးတယ်။အကယ်၍ဣသရေသာကြာရှုံးခဲ့မယ်ဆိုရင်အီရန်ကအမေရိကန်ဥရောပတို့ကိုပါချင်းချောက်တိုက်ခိုက်လာနိုင်မှာပါ။အဲဒီလိုချင်းချောက်တိုက်ခိုက်ဖို့အတွက်အစွန်းရောက်ဆွန်နီဘာသာဝင်တွေနဲ့ရှီယိုအစ္စလမ်မတ်တွေဟာစေစွနစ်များစွာပြစ်ဆင်ခဲ့ပါတယ်။ဆလန်ရန်ဒီပုံမြင်ဆောင်စတဲ့ပြည်ထောင်နိုင်ငံပါရီကိုတိုက်ခိုက်မှုတွေဟာအီရန်ရဲ့သတိပေးချက်တွေဖြစ်ပါတယ်။တစ်ဖက်မှာလည်းကမ္ဘာနိုင်ငံရဲ့အပြောင်းလဲများစွာကိုတွေးကြရမှာပါ။ ဥမာတရုတ်နိုင်ငံထိုင်ဝမ်ကိုတိမ်ပိုက်ဖို့မျှော်လင့်ထားတာတဲ့ပိုးပြီးစောမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အမေရိကန်နဲ့ဥရောပနိုင်ငံတွေအနေနဲ့တရုတ်ရုရှားနဲ့အီရန်သုံးနိုင်ငံပေါင်းကိုနှိမ်နှင်းဖို့ရခက်ခဲလာမှာဖြစ်ပါတယ်။ဒါကြောင့်မယ်အမေရိကန်နဲ့အနောက်အုပ်စုတွေကအစ္စရေးဘက်ကနေအစွမ်းကုန်ကူညီပေးနေတာပါ။ဒါပေမဲ့လည်းအီရန်ရဲ့အခုလက်ရှိအခြေအနေကတော့တော်တော်လေးနှိမ်ပယ်ရောက်နေပြီလို့သူ့ရဲ့ဂျော်ဒန်နောက်ခံတရုတ်နဲ့ရုရှားတို့လည်းမကူနိုင်မကယ်နိုင်ခြင်းကိုရောက်ရှိနေပြီဖြစ်ပါကြောင်းပြောပြရစီခင်ဗျာ။ဆောင်းပါးရေးသားသူရစ်ချက် sau ma pyo ja du